လူတယောက်ကပကံတစ်လုံးကြကွဲနေအောင်မှာကိုကြောင့်ကြကွဲငါအမှတ်တမဲ့လေးဖြစ်သွားတာဆိုပြီးတော့ကိုကိုကိုဖြည့်သိမ့်နိုင်မယ်တခြားလူကြောင့်ကြကွဲဆိုအရင်စိတ်ဆိုးရယ်လေနော်အဲ့လိုပေါ့ဒါလေးတွေကိုနားလဲတယ်ဆိုရင်တခုခုအဲ့လိုမျိုးလေးဆိုရင်တော့မအောင်ငါငါလှုပ်လိုက်တဲ့ဟာပဲငါငါလှုပ်ရင်ဒီလိုမျိုးစိတ်ဆိုးမှာမဟုတ်ဘူးဆိုရယ်ဟာလေးတွေတွေးပြီးတော့ပဲတယောက်နဲ့တယောက်နားလဲမှုယူရင်းနဲ့တဖြည်းဖြည်းနားလဲမှုရလာမှာပါပေါ့နော်ဇောတက်ကရိုက်တာလေးပေါ့ဘူးပြောဆောင်တယ်ဇောတက်ကတော့ အဲချစ်လဲကြီးတယ်အညိုလဲကြီးတယ်ဆိုတဲ့အကြိုက်တာပုံစံမျိုးတွေပါမျိုးသမီးလည်းပါတယ်ဒါပေမဲ့မဆုံးဖြစ်ဘူးရွှေရွှေနဲ့ကမဆုံးဖြစ်တာများတယ်ရုပ်ချစ်ကားတွေကတော့တူတူပဲမြန်မာကတော့ချစ်ကြီးတာတဲ့ချစ်တတ်တာပေါ့မမိုးနဲ့ကဟိုအများကြီးမဆုံးဘူးတစင်းမဲဆုံးတာဆိုတော့တိတ်ထွေရူမတ်တရားတော့မရှိပါဘူးမိမရှူတင်သွားရင်ကိုကကလေးထိမ့်မိကြံခဲ့တယ်ကိုရှူတင်သွားရင်မိမကလေးထိမ့်မိကြံခဲ့တယ်ဒါကြောင့်ကလေးကိုလမ်းမှာလဲလဲလောက်လာကျွန်တော်တို့နှစ်ယောက်ကတော့ရှော့ အဲ့လိုဘလောရိုက်တဲ့ချိန်ကျရင် तू ကပါနေတာဟုတ်မိသားစုက၃ယောက်ထဲဆိုတော့ तू ကလည်းအဲ့ဒါရှားရတော့ပျော်နေတာပဲပျော်စရာမလိုဘလောရိုက်မယ်ဆိုတော့ तू လည်းပျော်ပြီးပါတာပါပဲပူတာတယ်ဟိုစီကပူတာဒါပေမဲ့အခုတော့မပူတာတော့ဘူး तू လည်းညောင်းသွားပြီနောက်ထပ် ရရင်တော့တရားလို့တော့ထပ်ယူဖို့အစီအစဉ်ရှိပါတယ်ဟိုမူကြီးရန်ကြီးသွားမှဆိုရင်တော့မယူပြတ်တော့ဘူးလေဒီမူကြီးဒီအသက်ရွယ်လောက်မှရတယ်ဆိုတော့ယူပြတ်မှာပဲမူကြီးကခီးထွက်တော့ရရင်ပျော်တယ်ကျွန်တော်လည်းငငယ်လေးကတည်းကအဲ့လိုတောင်တန်းတွေဘက်ကိုသွားရတာဆိုတော့ကျွန်တော်ရရင်ပျော်တာခီးထွက်နေရရင်ပျော်တယ်ရွှေရွှေကလည်းခီးထွက်တော့ပျော်တဲ့လူမျိုးဆိုတော့တောင်ယောက်သားတိုင်ပေါင်းညီတာပေါ့လေတနေရာသွားမယ်ဆိုလည်းအတူတူပဲညစီရအောင်မလို့အခုမူကြီးကတော့မှနောက်ခီးတစ်ခုလိုက်ဖို့ခိုင်းနေတာကျွန်တော်တို့မိသားစုလေးမိသားစုကတော့ဟိုတယောက်နဲ့တယောက်နှွေးထွေးအောင်နေနေပဲနှွေးထွေးလာတာပေါ့လေ ဟိုလူတိုင်းကတော့အပြည့်ဆုံးပါအောင်ကျွန်တော်တို့လည်းအရင်ပြည့်ဆုံးပြီးတော့မဟုတ်ဘူးလေနော် လူတယောက်က ပကံတစ်လုံးကြာကွဲတော့မှကိုကြောင့်ကြာကွဲငါအမှတ်တမဲ့လေးဖြစ်သွားတာဆိုပြီးတော့ကိုကိုကိုဖြည့်သိမ့်နိုင်မယ်တခြားလူကြောင့်ကြာကွဲဆိုအရင်စိတ်ဆိုးရလေနော်အဲ့လိုပေါ့ဒါလေးတွေကိုနားလဲတယ်ဆိုရင်တခုခုအဲ့လိုမျိုးလေးဆိုရင်တော့မှဩငါငါလှုပ်လိုက်တဲ့ဟာပဲငါငါလှုပ်ရင်ဒီလိုမျိုးစိတ်ဆိုးမှာမဟုတ်ဘူးဆိုတဲ့အားလေးတွေတွေးပြီးတော့ပဲတယောက်နဲ့တယောက်နားလည်မှုယူရင်းနဲ့တဖြည်းဖြည်းနားလည်မှုရလာမှာပါပေါ့နော်အဲ့လိုပေါ့အဓိကကတော့ ိုလှုပ်လိုက်တဲ့အရာတစ်ခုဆိုရင်ကိုကိုတို့အပြစ်မတင်ကြအောင်လေအဲ့လိုမျိုးလေးပဲကိုချစ်တဲ့တစ်ဖက်လူကိုလည်းအပြစ်မတင်နိုင်ဘူးကြိုးစားရင်းနဲ့ပဲမိသားစုကိုတိဆောက်ရတာပါကျွန်တော်ပထမဆုံးဖြစ်ချင်တာစိတ်ချမ်းသာချင်တယ်အိမ်မှာကိုရဲ့ဇနီးနဲ့ပြဿနာတက်နေတယ်ဆိုရင်စိတ်ဆင်းရဲရတယ်ဟိုသူ့ကိုစိတ်ဆိုးနေရတယ်ဆိုရင်လည်းကိုပင်ပန်းတယ်သူနဲ့ကိုနဲ့မခေါ်ဘူးဆိုလည်းကိုပင်ပန်းတယ်အဲ့ဒီပင်ပန်းနဲ့ဒဏ်အောင်မခံနိုင်ဘူးဒီကတော့ဒါပဲအဲ့ဒီပင်မနဲ့ဒဏ်အောင်မခံနိုင်တော့သူနဲ့ကိုနဲ့အဆင်ပြေအောင်နေမယ်ဆိုတော့အတွေ့လေးဝင်လာတာပေါ့ငါဘာဖြစ်လို့စိတ်ဆိုးနေရလဲ စိတ်စိတ်ဆိုးနေတာငါပဲပင်ပန်းနေပေါ့လေအဲအဲ့လိုမျိုးတင်းတော့ကြမခေါ်ဘူးဆိုလဲမခေါ်ရတဲ့အတွက်ကိုပင်ပန်းနေတာအဲ့တော့အဲ့ပင်ပန်းတဲ့ဒိုင်းကိုမခံနိုင်ဘူးမခံနိုင်တော့ပျော်အောင်နေမယ်ပျော်အောင်နေမယ်ဆိုတော့ကိုချစ်တဲ့လူကိုပျော်အောင်ထားမယ်အဲ့သူပျော်ရင်ကိုလည်းပျော်မယ်အဲ့သူစိတ်ချမ်းသာအောင်ထားရင်ကိုလည်းစိတ်ချမ်းသာမယ်ပေါ့အဲ့လိုလေးတွေးပြီးတော့ပဲနှစ်ယောက်သူကလည်းကိုယ်အဲ့လိုပဲထိုင်းထိုင်းနေတာကျွန်တော်မိသားစုကပြပြနေနေထွေးလာတယ်အဲ့ပို့ပြီးတော့နားလည်မှုတွေပို့ပြီးရှိလာတယ်ပေါ့စိတ်ဆိုးတယ်ရံပြစ်တယ်ဆိုတာအဲ့ဒေါသထွက်တဲ့အချိန်ခဏပဲ ်တချို့ဆိုဒေါသထွက်ပြီးတော့ဒေါသလိုလိုက်ပြီးတော့မဖြစ်တဲ့နိုင်ဖြစ်တာအများကြီးပဲလေနော်တကယ်လည်းအဲ့ဒေါသပြီးသွားတဲ့အချိန်ခဏလေးဘာမှမဟုတ်ဘူးအဲ့ဒါကိုထိန်းနိုင်တယ်ဆိုရင်ရပြီအချိန်မှာပြည်ရှိသည်ဇလန်တွဲကအပတ်စဉ်ပေါ့နော်တနင်္လာဟိုတယ်ဟိုတောက်ကြစနေမနက်9:00နာရီဆိုရင်လွှင့်နေပြီပေါ့လွှင့်နေပြီဆိုတော့ဒါအားပေးပါအောင်လို့ပြောချင်ပါတယ်